မင်္ဂလာပါခင်ဗျာကျွန်တော်တို့အပတ်စဉ်ဒီပညာပေးဖို့ knowledge sharing ဗီဒီယိုလေးတွေတင်နေတဲ့ channel ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်တုန်းကကျွန်တော်ဒီ cost control နဲ့ပတ်သက်ပြီးတော့ဒီလုပ်ငန်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ appointment ဆိုပြီးကျွန်တော်တင်ခဲ့ဖို့ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီတစ်ပတ်မှာတော့ဒီ cost control လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး appointment ဆိုပြီးကျွန်တော်ပြောဖို့ knowledge share ပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်အဓိကပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ ါကတော့ဒီ cost control နဲ့ပတ်သက်လို့လုပ်တော့မယ်ဆိုရင်ဒါလုပ်တော့မဲ့လူငယ်တွေရောပေါ့နော် တကယ်လုပ်နေတဲ့လူတွေရောအသိပညာတခုပေါ့နော်ဘယ်လိုလုပ်တယ်ဆိုတော့သိသွားမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒါဒီနေ့ knowledge share ယူအကျိုးကျေးဇူးအနေနဲ့ကျွန်တော်အနေနဲ့အကျိုးလက်ရှိပါတယ်အဲ့အတွက်ဒီ video လေးတွေကိုပြီးဆုံးအောင်ကြည့်ပေးဖို့နဲ့ like နဲ့ subscribe button လေးနှိပ်ပေးဖို့တော့ရှိဦးဆုံးပြောကြလို့ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စကြလိုက်ကြအောင်အာကျွန်တော်ဒီတစ်ပတ်ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒီ အာ cost control မှာပုံမှန်ပေါ့နော်ကျွန်တော်တို့လာတိုင်း daily အ monthly ကြော်လို့ပြောလို့ရတယ်ပေါ့တချို့ကလည်း weekly လုပ်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ outlet ဒီကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ hotel ပဲဖြစ်ဖြစ်တခြား company ပဲဖြစ်သူနဲ့သက်ဆိုင်ရာသက်ဆိုင်ရာတွေမှာဒီအာ store တို့ store ရှိရဲဒါမှမဟုတ်ကျွန်တော် hotel ဆိုရင် outlet တွေရှိတယ်ဒီ hotel တွေနဲ့ပတ်သက်ပြီးတော့ inventory ဆိုတာရှိတယ်အဓိကတော့ပြောချင်တာကတော့ cost control ကတော့ inventory ဘိုင်းကိုလည်းတတ်နိုင်နေမြတ် control လုပ်ပြရတဲ့အပိုင်းလည်းပါပါတယ်များသောအဖြစ်ပေါ့နော်တခြားအချက်လက်တွေ costing bank ကို control လုပ်ရရှိသလို inventory bank ကို control လုပ်ရတာလည်းရှိအဲ့တော့ကျွန်တော်ဒီနေ့တင်ပြမှာ inventory bank ကို control လုပ်တဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့နှစ်ပိုင်းပေါ့နော် outlet တွေကိုဘယ်လိုမျိုးအာ spot check လို့ခေါ်တာပေါ့နော်လုပ်မလဲနောက်တစ်ခါဒီ store နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး spot check လုပ်မလဲ inventory နဲ့ပတ်သက်လို့ဒါလေးကျွန်တော်ဒီနေ့ တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ဒီ outlet တွေကိုဘယ်လိုတော့ sport ချက်လုပ်လဲဆိုတော့အကြောင်းနဲ့စပြီးပြောအောင်အဓိက sport ချက်ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့သိသလိုပဲသူကဘယ်လိုလဲဆိုတော့ကြိုတင်ပြီးတော့အကြောင်းကြားထားခြင်းမရှိဘူးရှောင်းတခင်ပေါ့နော်အာအခွင့်သင်ရင်သင်တယ်လို့ပေါ့နော်ကြိုတင်ပြောဆိုထားခြင်းမရှိဘဲနဲ့ဝင်ရောက်ပြီးတော့စစ်ဆေးတဲ့အပိုင်းကိုကျွန်တော်တို့ဒါ sport ချက်လို့ခေါ်ပါတယ်ကျွန်တော်တော့ inventory နဲ့ပတ်သက်တဲ့အပိုင်းဆိုတော့ဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်ပြောပါမယ်အရင်ဆုံးကျွန်တော်တို့ outlet တွေကို သွားတော့မှစင်ဒီ outlet တစ်ခုချင်း ABCD outlet လေးခုရှိတယ် outlet ဆိုတာကျွန်တော်တို့ဒီအယောင်းဆိုင်လေးခုပေါ့နော်ပြောရရင်တော့အယောင်းဆိုင်လေးခုမှရှိတဲ့သူ့ရဲ့ inventory ဆိုတာပြီးခဲ့တဲ့လကစင်းရင်းပေးထားတဲ့ inventory ကိုကျွန်တော်ကျွန်တော်ရှိမှာ record ရှိတယ်ဒီ record ကိုကျွန်တော်မသွားခင်မှာကိုစစ်မဲ့ item ပေါ့နော်ဒါပေတော့ wine ရှိမယ် liquor ရှိမယ်များသောအားဖြင့် alcoholic ကိုစစ်ထားများတယ်ပေါ့နော်တန်ဖိုးကြီးရဲ့ wine တွေရှိမယ် liquor တွေရှိမယ်အဲ့လိုမျိုးကိုကျွန်တော်တို့ဘယ်လိုမျိုးစစ်လဲဆိုတော့အဓိကရွေးချယ်မှုအပိုင်းမှာနှစ်ပိုင်းရှိတယ်ပထမတစ်ကတော့အဓိကတန်ဖိုးကြီးတဲ့ စ္စည်းတွေဘာတွေရှိတယ်ဆိုတော့ကျွန်တော်အရင်စရင်ပေါ့နော်အရင်ပြုစုလိုက်တယ်ပြီးခဲ့လား open ရင်ဆိုတော့တန်ဖိုးကြီးတဲ့ပစ္စည်းဘယ်နှမျိုး၅မျိုးလား၆မျိုးလား why ဆိုလဲ why liquor နောက်ဒုတိယတစ်ချက်အနေနဲ့နောက်တစ်ခုရွေးလို့ရတာကဘယ်ပစ္စည်းသည်ရောင်းရအကောင်ဆုံးလဲဒါပြတော့ပြီးခဲ့တဲ့၃လကပြီးခဲ့တဲ့၁လကဒါပြတော့ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်ကဒါမျိုးနဲ့အခြေခံပြီးတော့ရောင်းရအကောင်ဆုံးပစ္စည်းကိုကျွန်တော်ကစကားတင်စရင်လောက်တယ်အဲ့ဒီထက်အမှကျွန်တော်အဲ့ရောင်းရအကောင်ဆုံးပစ္စည်းကိုရွေးတယ်ဆိုတော့ပြတော့တန်ဖိုးများတဲ့ high value item ပေါ့နော်ဒါမျိုးတွေလည်းယူတယ်ယူပြီးတဲ့အခါမှာအောက်လက်တကူအနည်းဆုံး item မရှိဘူးဆိုတော့15မျိုးမျိုး20ကိုစိတ်တိုင်းကြဒါမျိုးတွေယူချဲပြီးတော့ကျွန်တော်တို့သွားတယ်သွားတဲ့အခါမှာအောက်လက်ကိုဒီကိုသွားမဲ့ရောင်းဆိုင်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကတိုက်ရိုက်တကယ် inventory ဒီနေ့အထိထားပါတော့ကျွန်တော်ဒီနေ့15ရက်နေ့မှာစစ်မယ်ဆိုရင်15ရက်နေ့မှာဘယ်လောက်ရှိလဲဆိုကျွန်တော် inventory ကိုချက်ချင်းအာဒီအောက်လက်ပေါ့နော်သူသက်ဆိုင်ရာအာဘာဆိုလဲဘာတန်တာပေါ့ဒါမှမဟုတ်အောက်လက်တာဝန်ခံတယောက်ခေါ်ပြီးတော့သူနဲ့အတူတူစစ်တယ် စစ်ပြထားပြီးတော့ y က9လုံးရှိတယ်10လုံးရှိတယ်ဒါဒီနေ့လက်ကျန်ကျွန်တော်ရေးချလိုက်တယ်ဒါတခုတည်းအောက်လက်အားလုံးဒိုနီတူဆိုတာပြကျွန်တော်အောက်လက်အားလုံးသွားတယ်စစ်တယ်စစ်ချင်းနဲ့အတူတူကျွန်တော်ဘာမှကြည့်ဆိုပါ level ဒါနောက်တစ်ချိန်ညာကျွန်တော်ပါ level ပါလဲဆိုတာပြောပြမယ်လောဆိုတော့ပါ level လို့မှတ်ထားပြီပါပါ level ဆိုတော့တက်ဆိုင်ရအောက်လက်မှာရှိတဲ့နဲ့အာအရေးအတွက်ဒီပါ level list ဆိုတာတို့မှာရှိမယ်အဲ့ဒီ list အတိုင်းတို့ကထားပါတော့ y ဆိုရင်ဒီ y မျိုးစား9လုံးရှိရမယ်တလား ဆယ်လုံးရှိရမယ်ဒါရှိသလားဒီဒီပါ level အတိုင်းရှိလားလဲတစ်ချက်ကြည့်ပါ inventory တော့မဆိုင်ဘူးသူက level ကိုပဲစစ်တာပေါ့နော်အဓိကတော့ inventory ကိုကောက်တာပေါ့ကျွန်တော် inventory ဘယ်နှလုံးရှိလဲကောက်တယ်ဒါကိုကျွန်တော်စရင်ပြုစုပြီးတော့ယူသွားတယ်ယူသွားပြီးတဲ့အခါမှာကျွန်တော်ရှီကိုကျွန်တော်ကျွန်တော်ရုံငန်ပြန်ရောက်တဲ့အချိန်မှာကျွန်တော်ကဘယ်လိုလဲဆိုတော့ဒီဇီယားလေးဆွဲလိုက်တယ်ကျွန်တော်နောက်ပိုင်းမှာဒီဇီယားကိုလည်းနမူနာတင်ပြဇီယားဆွဲပြီးတော့ပထမကျွန်တော်အခုယူထားတဲ့ opening ဒီလာကုံတော့ opening balance ပေါ့နော်ပြီးကလ closing ဆိုဒီလာ opening balance ရှိမယ်အခုဒီဂျားထဲမှာ ဆိုတော့ဒီနောက်ဆုံးလိုက်မှာအခု inventory ကောက်ခဲ့ရရှိမယ်အဲ့ဒီမရောက်ခင်မှာကျွန်တော်ဘာတလိုင်းရှိမလဲဆိုတော့သူတို့ store ပေါ့တကယ် main store ကသူတို့ဘယ်နှလုံးထုတ်ထားလဲဒီအဲ့ဒီနဲ့ပတ်သက်ပြီးတော့ store အဝင်တွေပေါ့အားလုံးကျွန်တော်ဆွဲထည့်လိုက်မယ်ပြီးတဲ့အခါမှာသူတို့ကနေပြီးတော့သူတို့အယောက်ဆိုင်နေတခြားနေရာကို transfer အလွှဲပေါ့ဘယ်ပလင်းနေအလွှဲကြီးတယ်ဆိုတော့စရင်တစ်ချောင်းရေးတယ်ပြီးလဲပြီးတော့သူစိုင်ကိုတခြားနေရာနေပြီးတော့ transfer အဝင် store မဟုတ်ဘူးနော်သူတို့အောက်လက်အချင်းချင်းစိုင်ချင်းအလွှဲပြူတွေကိုနှစ်လိုင်းဆွဲထားတယ်အဝင်နဲ့အထွက်နဲ့အဲ့တော့ကျွန်တော်ပြောနေတာပြီးခဲ့လား opening plus အာဘယ်လိုပြောမလဲဆိုတော့ဒီလ store ထုတ်ပြီးတဲ့အခါမှာ minus သူ့ရှီကထွက်သွားမယ်ဆို minus ထွက်မယ်သူ့ရှီကိုဝင်မယ်ဆို plus နဲ့ဝင်မယ်အဲ့ဒီလက်ကျန်ဒီကျွန်တော်အခုကောက်လာတဲ့ဒီနေ့အထိလက်ကျန်နဲ့ကိုက်ရမယ်။ဒါကျွန်တော်ဒီစင်းနေဆွဲတာဒီတရရက်နေ့ဆန်ခိုင်းဆိုတရရက်နေ့ဆန်ခိုင်းနေ့အထိပဲကျွန်တော်လည်း record တွေကုန်ဆွဲထုတ်လိုက်တာ။မကိုက်ဘူးဆိုရင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော် question မေးရတယ်။ဘာလို့မကိုက်တာလဲ။ဒီ PC ကတော့ပိုနေတယ်။ဒီ PC ကလိုနေတယ်။သူတို့ transfer မှလွှဲတာလား။ ါမှမဟုတ်လိုတဲ့ပစ္စည်းသူတို့တခြားအောက်လက်ကတခြားအာဒါပေအယောင်ဆိုင်ယူရဲဟောသူတို့စင်းရမလွှဲရသေးတာလားဒါမှမဟုတ်တချို့ကြတော့ဒီစတိုးကထုတ်လာတဲ့ပစ္စည်းကိုစင်းရအဝင်မရှိသေးတာလားမထည့်သေးတာလားအဲ့လိုမျိုးပေါ့နော်နီမျိုးစုံနဲ့ကျွန်တော်ကဒါစစ်တယ်နောက်တစ်ခုကအယောင်ပိုင်းဆိုတော့ကျွန်တော် ပြောတို့ခုကြံသွားနောက်ဆုံးကဒီအယောင်ကိုကျွန်တော်မှုတ်ပေးရမယ်သူတရင်းနည်းရ15နည်းတိပါရီယောင်းနေဆိုတာဆေးပေါ့နော်အာကျွန်တော်တို့ကျွန်တော် micro system သုံးတယ်။ micro system ကိုကျွန်တော်နှုတ်ပေးမယ်။ကြံတဲ့ balance လက်ကြံသည်အခုကျွန်တော်ကောက်တဲ့လက်ကြံနဲ့တူပါမယ်။ တချို့ကအယောင်စရင်ထဲမှာမှားပြီးရောင်းလိုက်ရင်လည်းအပေါ်နဲ့အောက်နဲ့လွှဲမယ်ဒါမျိုးတွေရှိမယ် plus minus အဲ့တော့အကုန်လုံးပေါ့နော်ဒီကျွန်တော်ယူတဲ့15မျိုး15မျိုးနဲ့ပတ်သက်ပြီးဒီလေးကျွန်တော်ဆက်ရတယ်ဆက်ပြီးတဲ့အခါမှာသက်ဆိုင်ရာအာပေါ်လာတဲ့ variance inventory variance ခေါ်တဲ့ကွဲပြားမှုတွေအားလုံးကျွန်တော်စရင်ပြုလုပ်ပြီးတော့သက်ဆိုင်ရာဒီအောက်လည်းပေါ့နော်အာဒါပေါ်တော့အယောင်ဆိုင်ဆိုင်ကွက် manager ကိုကျွန်တော် email ပို့တယ်အကြီးဆုံးဒီ FMB ကိုင်းတဲ့ FMB driver တို့ဘာတို့ကျွန်တော် financial controller လည်းပါတယ်ဒါလည်းကျွန်တော် email ပို့မယ် ဘယ်ပစ္စည်းတွေဘယ်လိုကွာနဲ့ငါရှိဦးဒါပေမဲ့ဒီနေ့ကောက်ရင်မနေ့ကလာရှင်းပြီးရှင်းပြီးဆိုတဲ့အဓိပ္ပာယ်ဒီအကြောင်းအရာ reason reference ကိုအားလုံးယူခဲ့ဒါကျွန်တော်တိုက်ဆိုင်စစ်ဆေးမယ်ကျွန်တော်လက်ခံနိုင်တဲ့အတိုင်းအတာရှိရင်လက်ခံမယ်ဒါမှမဟုတ်သူတို့ဘက်ကအာ reasonable မဖြစ်ဘူးပေါ့လက်ခံနိုင်တဲ့အတိုင်းအတာမရှိဘူးဆိုရင်ကျွန်တော်အနေနဲ့နောက်တစ်ဆင့်ဒါဒီစာထပ်ဖို့ပဲထပ်ထပ်လူကြီးတစ်ဆင့်ဒါတော့ဖြည့်ရှင်းလို့မရအောင်ဒီဘက်ကတော့ဖြည့်ရှင်းလို့ရတယ်ဖြည့်ရှင်းလို့မရတဲ့ဘက်ကဘာကြောင့်လဲဆိုတော့သူတို့ထပ်ပြီးတော့ uh investigate ပေါ့ထပ်ပြီးတော့စုံစမ်းစစ်ဆေးမှုလုပ်လို့ရဒီအပိုင်းနေကျွန်တော်ကလုပ်ရတယ်နောက်တစ်ခုကျတော့ store store လဲထုံနေတူဆိုတာပဲ online နဲ့အတူတူပဲ same process ပဲ store ကျတော့ purchasing ကဘယ်လောက်ဝင်လာတယ်အဲဆိုတော့ကျွန်တော် store uh လက်ကျန်ဒီနေ့ဒီ online နေ့ဒီလက်ကျန်ကိုကျွန်တော်စာရင်းကောက်တယ်ပြီးတဲ့အခါကျတော့ပြီးခဲ့လာလက်ကျန်နဲ့ကျွန်တော်ရှင်းမယ်ဒီကြားထဲမှာသူကျတော့နှစ်ခုပဲရှိတယ်ဗါလဲဆို purchasing ကဝင်တဲ့ဟာနဲ့သူကနေပြီးတော့ဆိုတော့အယောင်းဆိုင်တွေထွက်တယ်အာနှစ်ခုဝင်တဲ့အထွက်နှစ်ခုရှိတယ်ဒီစင်းနှစ်ခုနဲ့ဆိုတော့နောက်ဆုံး ဒီကြမ်းမဲ့အကြံနဲ့ကျွန်တော် တကယ်ကောက်တဲ့ဟာနဲ့ကျွန်တော်ရှင်ကြည့်လိုက်တယ်အဲ့မှလည်းဘာတွေ variant တွေထွက်လာလဲရှိရအပေါင်းလားအနှုတ်လားဒါဆိုကျွန်တော်ကပြန်လိုက်မယ်ဒါဆိုရင်အဝင်သူတို့မထည့်ရသေးဘူးလားဒါမှမဟုတ်အောက်လက်ကယူသွားတဲ့ transfer သူတို့မလွှဲရသေးဘူးလားဒီနည်းလူသားပေါ့ဒါကျွန်တော်အပိုင်း inventory ဘိုင်းနဲ့ပတ်သက်လို့ကျွန်တော်ဒါလေးတွေကျွန်တော်စစ်တယ်ဆိုတော့အယောင်းဆိုင်နဲ့ store နဲ့အတူတူပဲသဘောသဘောပဲဒါတချို့ hotel တွေမှာဆိုတစ်ပတ်တစ်ခါလောက်ကနေတချို့ကတစ်လတစ်ခါလောက်ကဒါမျိုးအမျိုးစုံတော့ရှိတယ်ပေါ့ဒါ hotel ပေါ်မူတည်ဟိုလုပ်ငန်းမျိုးစားပေါ်မူတည်နော်ကျွန်တော် ဒီနေ့ပြောချင်တယ်ပြောအကြောင်းအရာတော့ဘာလဲပေါ့နော်ဒီ sport ချက်ကျွန်တော်ခေါ်တာ outlet sport ချက်ဆိုတာ bar sport ချက်လို့ခေါ်တယ်နောက်က store sport ချက်ကျွန်တော်ဒီနေ့ပြောတဲ့အကြောင်းအရာလေးပြန်ပြီး recap လုပ်မယ်ဆိုရင် sport ချက်ဆိုတာဘာလဲဒီရှောင်းကင်စစ်ဆေးတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်ပြီးတော့ဘယ်လိုအကြောင်းအရာတွေမူတည်ပြီးတော့ဒါမျိုးတွေစစ်ဆေးရလဲဘာလေးတွေကိုအခြေခံလဲဒါလေးပေါ့ဒါဒီနေ့ကျွန်တော်ပြောတဲ့အကြောင်းအရာတော့ finance မှာလုပ်ချင်တဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ် store receiving မှာလုပ်ချင်တဲ့ပဲလူပဲဖြစ်ဖြစ်ဒါမှမဟုတ် cost control မှာလုပ်ချင်တဲ့ပဲလူပဲဖြစ်ဖြစ်ကျွန်တော်ဒီအခုလိုတင်ပြတဲ့ဗီဒီယိုလေးတွေကိုပြန်ပြီးတော့ကျွန်တော်ဒီ အာ YouTube ထဲမှာပြန်လေ့လာလို့ရတယ်ဒီ knowledge sharing လောက်တာလေးပြန်ကြည့်လို့ရတယ်တခုခုတကယ်လို့သိကျင်တာလေးရှင်ကျွန်တော်ဒီလောက်ကျွန်တော် knowledge ထပ်ပြီး share ပေးမယ် comment မှာရေးပြီးတော့လဲအာမေးမြန်းလို့လဲရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောတဲ့အကြောင်းအရောဒီလောက်ပါပဲဒီ video လေးကိုပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ